Hello, welcome back to my channel. ကျွန်တော်အခုရောက်နေနေရာကတော့အခုကျွန်တော်နောက်မှာမြင်နေရတဲ့စင်ကာပူနိုင်ငံရဲ့အထင်ကရအဆောက်အဦတစ်ခုဖြစ်တဲ့ Marina Bay Sands ကိုဒီလို view ကောင်းကောင်းနဲ့မြင်ရမယ် rooftop တစ်ခုမှာပါခင်ဗျ။စင်ကာပူနိုင်ငံရဲ့တမိုင်းဝင်ရုပ်တုတစ်ခုဖြစ်တဲ့ Malayan အကြောင်းကိုကျွန်တော်ပြပြထားတဲ့ vlog တွေကအတိုင်းဒီ rooftop ကို Malayan ကနေဘယ်လိုလာလဲဆိုတာကိုကျွန်တော်အခုပြပြပေးမှာမို့လို့စိတ်ဝင်စားတဲ့ဆိုရင်ဆက်ကြည့်လို့ရပါတယ်။ Malayan YouTube ကတရာအတိုင်း explanation လို့ခေါ်တဲ့တူရင်းသီးပုံစံအမှုအချုံနေနဲ့အဆောက်အဦရှိတဲ့ဘက်ကိုရောက်တဲ့အထိလမ်းရင်လျှောက်လိုက်ပါခင်ဗျ။ ြီးရင်ညာဘက်ချိုပြီးကျွန်တော်ကုသွားနေတဲ့လမ်းတိုင်း Esplanade Mall ကိုရောက်တဲ့အထိဆက်လျှောက်လိုက်ပါရောက်ရင်ဒီ entrance ကနေ mall ထဲကိုဝင်လိုက်တာနဲ့ဘယ်ဘက်မှာရှိတဲ့ဆက်လေကအတိုင်း level 4ထိတက်သွားလိုက်ပါခင်ဗျကျွန်တော်ကတော့ခြေထောက်နဲ့ညောင်းနေလို့ lift နဲ့ပဲတက်လိုက်ပါမယ် level 4ကိုရောက်ပါပြီဆက်လေကနဲ့တက်လာရင်ဒီပေါက်ကထွက်ရမှာပါ ပြီးရင် roof terrace လို့ညွှန်ထားတဲ့ sign အတိုင်းဒီလေကားကနေတက်သွားလိုက်တာနဲ့ Marina Bay Sands ကို view ကောင်းကောင်းနဲ့မြင်ရပြီးတော့ဓာတ်ပုံလည်းရိုက်လို့ကောင်းတဲ့ Esplanade Mall ရဲ့ rooftop ကို ရောက်ပါပြီခင်ဗျာ။ မလိုင်းယန်ကနေဒီ rooftop ကိုဘယ်လိုလာလဲဆိုတာသိသွားပြီဆိုတော့ခုကျွန်တော်က Marina Bay Sands ကိုဒီလို view နဲ့နောက်ခံထားပြီးဓာတ်ပုံရိုက်လို့ရတယ်နောက်ထပ်နေရာလေးတခုကိုတက်ခေါ်သွားပါအောင်မယ်ခင်ဗျအဲ့ဒီနေရာလေးကတော့ home မှာလမ်းမြင်နေရတဲ့ Singapore Flyer နာမပါ Okay စိတ်ဝင်စားရဲဆိုရင်အခုကျွန်တော်နဲ့တခါလေး like ခဲ့လိုက်တော့เนาะကဲဘယ်လိုလဲ MBS ကိုဒီနေရာကနေလမ်းမြင်ရတဲ့မြင်ကွင်းကလည်းတမျိုးလေးလာတာပဲမလား Singapore ရောက်ရင်ဒီနေရာကိုဘယ်လိုလာရမလဲဆိုတာ ਨੇ ီနေရာကနေ MBS ကိုနောက်ခံထားပြီးတော့ဘယ်လိုပုံလက်လာလေးတွေရိုက်လို့ရတယ်ဆိုတာကိုတော့နောက်တစ် vlog တစ်ခုမှာကျွန်တော်ပြပြထားပါတယ်ခင်ဗျာစေဝင်ကြရဆိုရင်ဒီဗီဒီယိုပြီးခံနေရင် screen ရဲ့ down မှာပေါ်လာတဲ့ပုံလေးကိုနှိမ့်လိုက်ပါခင်ဗျာ if you enjoy this video please hit the like button and don't forget to subscribe my channel see you in my next vlog bye bye